ဒီလက်မှုပညာရှင်ကရှေ့တုန်းကတရုတ်တွေတုံးခဲ့ကြတဲ့ငွေတုံးပုံဖော်နေတာပါ။ရွှေပောင်းလို့ခေါ်တဲ့ဒီငွေတုံးတွေကိုကြေးရည်၊ငွေရည်နဲ့ရွှေရည်တွေတုံးပြီးတော့ပြုလုပ်ခဲ့ကြပါဗါး။အစုံနှစ်ဖက်ကော့တက်နေတဲ့လှေပုံစံရွှံပောင်းငွေတုံးလေးတွေဟာအလေးချိန်အပြင်တော့2အောင်စားလောက်ကနေ8စိန်အောင်စားလောက်ထိရှိနိုင်ပါတယ်။ကြေးရွှံပောင်းတွေနဲ့ငွေရွှံပောင်းတွေကတော့တာမန်ပြည်သူတွေကြားအသုံးများခဲ့တဲ့ငွေတုံးတွေဖြစ်ပြီးတော့ဈေးထဲမှာအလွယ်တကူတွေ့ရတတ်တာပေါ့။ဒါပေမဲ့ရွှေနဲ့လှုပ်ထားတဲ့ရွှံပောင်းတွေကတော့လူတကာသုံးလို့မရပါဘူး။ တော်ဝင်မင်းမျိုးမင်းနွယ်တွေနဲ့အစင်းမြင့်အရာရှိမိသားစုတွေလောက်ပဲတုံးဝင်ရှိတာပါ။ဒါကြောင့်အထက်တန်းမျိုးနွယ်မဟုတ်တဲ့တယောက်ယောက်ကရွှေရွံပေါင်းနဲ့ဈေးဝယ်လာခဲ့ရင်မတမာသူဖြစ်အထင်ခံရတတ်ပါတယ်။တစ်ဘက်မှာတော့အသေးအွဲပစ္စည်းလေးတွေဝယ်ယူရောင်းချဖို့ဒီလိုကြေးပြားလေးတွေကိုလည်းတုံးခဲ့ကြတာပါ။ရွံပေါင်းတုံးလေးတွေကိုတုံးလုပ်ပြီးတဲ့အခါတိုင်းအပေါ်မှာသက်ဆိုင်ရာဒစိန်လုံးထုပေးဖို့လိုပါတယ်။အသေးစိတ်ပြီးလုံးဝအမှားမခံပါဘူး။တချို့ကတော့ရွံပေါင်းတုံးပေါ်မှာတုံးလုပ်ခဲ့တဲ့လက်မှုပညာရှင်နာမည်ကိုပါခင်းထုတ်ထားတာတွေလည်းတွေ့ရပါတယ်။ ပြည်သက်ကြီးတို့ရောဒီယွမ်ပေါင်းဝေတုံးလေးတွေကိုအပြင်မှာမြင်ဘူးကြပါသလားဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်ညအမောင်လေးကသမုဒ္ဒရာထဲမှာကူးလို့သွားလာနေတာကတော့လင်းပိုင်လေးတစ်ကောင်ပဲဖြစ်ပါတယ်တေချာကြည့်ရင်မင်းမိုင်လေးရဲ့ကိုကနေအပြာရောင်အလင်းနှင်းတွေတောင်ဖြာထွက်နေတာကိုတွေ့ရမှာပါ။ဒါက CGI effect လို့ထင်နေရင်တော့မှားသွားပါလိမ့်မယ်။တကယ်တော့ဒီအပြာရောင်အလင်းဟာမင်းမိုင်ရဲ့ကိုကနေထွက်လာတာမဟုတ်ဘဲရေထဲကရေညှိပင်တွေရဲ့ဇီဝဖြာထွက်မှုကြောင့်ဖြစ်ပေါ်လာတာပါ။ ။ဒါကြောင့်လဲဆိုရင်ဒီရင်းကြီးတွေမှာလူစီဖာရဲလို့ခေါ်တဲ့အင်ဇိုင်းတစ်မျိုးပါနေတာကြောင့်ပင်ဖြစ်ပါတယ်။လူစီဖာရဲအင်ဇိုင်းကအောက်ဆီဂျင်နဲ့ထိရတဲ့ဓာတ်ပြုပြီးအပြာရောင်အလင်းထွက်လာစေနိုင်တဲ့ဂုဏ်သတ္တိမျိုးရှိတာပါ။နေငင်းချိန်မှာဆိုရင်ဒီရေညှိတွေကိုတာမန်အတိုင်းညှိညွအောင်အနေထားနဲ့ပဲတွေ့ရပြီးတော့နိုက်ထိုဂျင်နဲ့ဖော့စဖက်လိုမျိုးအာဟာရဓာတ်တွေကျွဲဝတဲ့ရေထဲမှာပို့ပြီးတော့ရှင်သန်နိုင်ကြပါတယ်။ရေသေးတွေစိုက်ပျိုးမြေတွေကဆုံးထုတ်လိုက်တဲ့ရေစိုးတွေထဲမှာနိုက်ထိုဂျင်ဓာတ်နဲ့ဖော့စဖက်ဓာတ်တွေကကျွဲဝနေတတ်ပါတယ်။ ပြည်သက်ကြီးတို့ရောညမောင်တွေကရေထဲမှာအခုလိုမျိုးအပြာရောင်လင်းနေတာမျိုးတွေ့ဘူးကြပါသလားဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်ဒီကောင်မလေးကသူ့လက်ရဲ့အရေးကိုတုံးပြီးရေထဲကငါးတွေကိုရှောက်ဆော့နေပါတယ်ငါးတွေကိုအရင်နဲ့မျှပြီးဟိုပို့လိုက်ဒီပို့လိုက်လုပ်ရတာကိုလည်းသဘောခွင်နေတဲ့ပုံပါပဲ တကယ်တော့ငားတွေရဲ့အမြင်အာရုံကအလင်းအမောင်ပြောင်းလဲမှုအပေါ်မှာအတော်လေးကို sensitive ဖြစ်တယ်လို့ပြောလို့ရပါတယ်။မင်းထင်းနေရာကနေချက်ချင်းကြီးမောင်ကျသွားမယ်ဆိုရင်သူတို့ရဲ့ပင်ကိုအသိစိတ်အရကြောက်လန့်ပြီးတော့အဝေးကိုအမြန်ဆုံးကူးခတ်ပြေးသွားပါလိမ့်မယ်။စိတ်ဝင်စားဖို့ကောင်းတဲ့ချက်ကတော့ညအမောင်ထဲမှာဆိုရင်တော့ဒီအချက်ကပြောင်းပြန်ပါပဲ။မောင်မဲနေရာကနေရုတ်တရက်လင်းလာမယ်ဆိုရင်တော့သူတို့ကလုံးဝထွက်ပြေးကြမှာမဟုတ်ပါဘူး။အဲ့ဒီအစားအလင်းရှိရာကိုတော့စုပြုံပြီးတော့ရောက်လာကြပါလိမ့်မယ်။ငါးတွေရဲ့တဘာဝကိုကအမောင်ထက်ဆိုင်အလင်းကိုကြိုက်နှစ်သက်တာကြောင့်ပဲဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့သူတို့ရဲ့ဒီသဘာဝကိုလူတွေရှာတွေ့သွားတဲ့အချက်ပါပဲအခုဆိုရင်လူတွေကမီးအနှင်းရောင်ကိုသုံးယူနေငါးဖက်လို့ရမယ်နီးလန်းတွေကိုပါတီးထွေနေကြပါပြီသဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့ဒီနီးလန်းကိုတချို့နေရာတွေမှာတော့လက်တွေအသုံးချနေကြပါပြီပြိတက်ကြီးလို့ရောငါးတွေကအလင်းရှိရာစီကိုစုပြုံလာကြတာမြင်မှုကြရလားရှင်ဗီဒီယိုလေးကိုအဆုံးကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်